အပြင်ဝစ်တိုရီယာကျမ်းမာရေးထောက်ပံ့ကူညီဆောက်ရှောက်မှုနဲ့ပတ်သက်ပြီးအခုလိုကြားသိရပါတယ်။အမအတူချုပ်ပြောရမယ်ဆိုရင်တော့အမတို့ဖောင်ဒေးရှင်းအခုနှစ်နှစ်ပြည့်ခဲ့ပါပြီ။အမတို့ပရိုဂရမ်၄ခုရှိပါတယ်။ပထမပရိုဂရမ်ကဆိုရင် Smile with Victoria ပေါ့နော်။အာနှက်ခမ်းခွဲအာခံခွဲကလေးတွေကိုလှပတဲ့အပြုံးလေးတွေရအောင်လုပ်ပေးတဲ့ program အဲ့ဒီမှာအမ3ကလေးအယောက်300နီးပါးကိုခွဲစိတ်ပြီးလှပတဲ့အပြုံးတွေရအောင်လုပ်ပြီးပါပြီ ဒုတိယ program က cochlear implant program ပါ program ကိုလည်းကလေး21ယောက်ကိုနားမကြားနေပြီးတော့အာခရိယာတက်ပြီးတယ်သူတို့နားစာရီပြန်သင်ပေးတယ်စကားပြောပြန်သင်အခုဆိုနားပြန်ကြားပြီးတော့တချို့ဆိုရင်ကြောင်းတက်ဖို့အတွက်ပြင်ဆင်နေပါပြီ ဒီကလေးလေးတွေကသူတို့ဘဝမှာနားလေးပြန်ကြတာတခုတည်းမဟုတ်ပဲနဲ့ပေါ့နော်။နားကြတဲ့အတွက်စကားပြောလာနိုင်တယ်။ပြောပညာတွေသင်နိုင်တယ်။လူရဲ့လောကတဲကိုသူများလိုပဲပေါ့နော်။ဟိုပေါဝင်လှုပ်ရှားနေတယ်။သူတို့ရဲ့ဘဝအတိတ်တခုပေးလိုက်တယ်လို့ပဲနော်။အဲ့လိုရရှိသွားတာပါ။နောက်တတိယ program ကတော့အမတို့ mobile medical team တွေထွက်တာပါ။အဲ့ဒါကိုအမတို့အခုထိ17ချိန် ထွက်ခဲ့ပြီးပါပြီ။အာလူနာပေါင်း9000နဲ့200ကျော်ကိုကုသပေးခဲ့ပြီးပါပြီ။နောက်ဆုံး program ကတော့အမတို့ disaster တွေဖြစ်တဲ့အခါမှာเนาะကူတဲ့ program အဲ့ဒါလွန်ခဲ့တဲ့အဲ2015 August August လောက်မှာဖြစ်တဲ့ဒီရေပေးမှာလေအမတို့အဖွဲ့တွေထွက်ပြီးတော့အာပြည်သူလူထု1000ကျော်လောက်ကိုပစ္စည်းတွေထောက်ပံ့နေနောက်ပြီးလိုအပ်တဲ့ကျန်းမာရေးဆောင်ရွက်မှုတွေဆောင်ရွက်ပြီးသွားပါပြီ။အမတို့အခု foundation ရပါတော့တကယ်ဆိုရင် Victoria ရဲ့ CSR program နဲ့ပထမစတာပါဒါပေမဲ့အမပြောသလိုပဲ ိုတယောက်တည်းလုပ်ရင်ဒီ CSR ရဲ့ budget အတိုင်းအတာတွေမှာအကန့်အသတ်ရှိမယ်။အခုလိုမျိုးအလှူရှင်တွေကျန်တဲ့ဖိတ်ခေါ်ရင်အမတို့အများကြီးပူပြီးကူနိုင်မယ်လူတွေကိုပေါ့နော်။အဲဒါကြောင့်ကိုနဲ့တရာတူတယ်။အဲစာကတူတယ်။ဒီရွေကြလက်တူတဲ့သူတွေပေါ့နော်။အကုန်လုံးကိုဖိတ်ခေါ်ပြီးအခုလိုမျိုးအလှူခံပြီးတော့စုပေါင်းလုပ်လိုက်တဲ့အတွက်အမဒီ2016ခုနှစ်တစ်နှစ်လုံးစာအတွက်အယောက်40ဟို နားမကြတဲ့ကလေးတွေခွဲဖို့ဆိုရင်အမအခုလူငွေလုံးလုံးလောက်ရရှိသွားပါပြီ။နောက်ပြီးတော့ဒီလိုမျိုးပေါ့နော် waiting list ကလေးတွေလည်းတောက်လျှောက်ရှိနေတဲ့အတွက်အမတို့ကတော့ဒီဒီ program ကိုဆက်လက်ပြီးတော့ပေါ့နော်နှစ်တိုင်းအယောက်40လောက်လုပ်နိုင်အောင် ကြိုးစားသွားပါမယ်။နှာခမ်းခွဲအာခံခွဲကိုလည်းနှစ်စဉ်အရောက်တရာလုပ်နိုင်အောင်ကြိုးစားကြိုးစားသွားမှာပါ။နောက်ပြီးတော့မူပိုင်းထွက်တဲ့အစီအစဉ်ကိုလည်းတစ်နှစ်ကိုအနည်းဆုံး၅ကြိမ်ထွက်အောင်မလုပ်နိုင်ပါဘူး။အဲလလောဆယ်တော့ဒီ program တွေဝဲအားဖြည့်သွားမှာပါ။ဒါဆိုတာလည်းဒါကျမ်းမာရေးနဲ့လည်းပတ်သက်တယ်။နောက်အမတို့ဒီမှာရှိတဲ့ကျမ်းမာရေးဝန်ထမ်းတွေပေါ့နော်။ဆရာဝန်ကြီးအပါဝင်ဆရာမတွေဒူနာပြူတွေစီးဝင်တဲ့နေအကုန်လုံးအာလောအားဌာနရောပညာဌာနမှာပါဝင်နိုင်တဲ့အစီအစဉ်တွေဖြစ်တယ်။အဲကြောင့်ဒီအစီအစဉ်၄ခုကိုပဲအမအနေနဲ့အားဖြည့်ပြီးဆက်လက်ဆောင်ရွက်သွားမှာပါ။ အမတင်ပါတယ်လေအမတို့စေတနာမှန်မှန်နဲ့လုပ်တယ်ဒါကြောင့်မလို့အလုပ်မှန်နေအလုပ်မှန်နေအတွက်လေအများရဲ့ယုံကြည်မှုရတယ်ရတဲ့အတွက်ကြောင့်လေအမတို့ foundation ကိုအများကြီးပဲအခုလိုဝိုင်းလှူပြီးတော့ထောက်ပံ့ကြတယ်လေဒါကြောင့်မလို့အမထင်တယ်အမနောက်ထပ်ဒီကလေးတွေပေါ့နော်ပို့ပြီးတော့သူတို့ဘဝတွေအတွက်အဲယုံကြည်ချက်တွေခိုင်မာဖို့နဲ့သူတို့ရဲ့အနာကလှပဖို့အတွက်အမဆက်လက် စူးစမ်းလှုပ်ရှားဖို့အမတို့ဒီနေ့အခမ်းအနားမှာလည်းအရန်ကိုအားအင်နေရလိုက်ပါတယ်။ဒါကြောင့်မလို့ဒီအပြင်ဆက်လက်ပြီးတော့ဒါမျိုးတွေအတွက်ကုညီဆောင်ရှောက်မဲ့ပေါ့နော်လှူဒန်းတဲ့လူတွေရှိနေတဲ့အမတို့ဖောင်ဒေးရှင်းကိုအချိန်မြေးဆက်တယ်ပြီးတော့လေလှူဒန်းနိုင်ပါတယ်လို့အမကဖိတ်ခေါ်ပါရရှင်။ဖောင်ဒေးရှင်းအတွက်အဖက်ဖက်ကပေါ့နော်ပညာဒါနရောလှူအားဒါနရောငွေကြေးဒါနတွေရောအစုံလှူဒန်းခဲ့တဲ့ကျေးဇူးတင်ထိုင်တဲ့လူတွေအားလုံးကိုအမကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ရှင်။ အနာတွင်သောတာပြည့်စုံစီမံချက်ဥက္ကဋ္ဌပါမောက္ခဒေါက်တာဦးစိုးတင်မှသောတာပြည့်စုံစီမံချက်အကြောင်းရှင်းလင်းပြောကြားခဲ့ပါတယ်။အခမ်းအနားတွင် အလူရှင်များအားသောတာပြည့်စုံစီမံချက်မှခွဲစိတ်ပြီးနာကျဆက်တက်ဆင်ပြီးကလေးငယ်လေးများကကြပြာရုပ်စုဖျော်ဖြေမှုများပြသခဲ့ပါတယ်။ထို့နောက် အလူရှင်များနဲ့တကွကာယအားညာနာအားတို့ဖြင့်ပံမိုးကူညီခဲ့ကြသူများကမှတ်တမ်းတင်ချက်ပုံများအတူတကွရိုက်ကူးပြီးအခမ်းအနားကိုအောင်မြင်စွာဖြစ်ပြီးမြောက်ခဲ့ကြပါရဲ့ရှင်စေတနာရှင်ပြည်သူများအနေနဲ့လေဝိတိုရီယာကျမ်းမာရေးထောက်ပံ့ကူညီဆောက်ရှောက်မှု ဖောင်ဒေးရှင်းတွင်စေတနာထက်သန်စွာပါဝင်လူတန်းကျင်းဖြင့်ပုံမကောင်းမွန်ပြည့်စုံတာယာလှပတဲ့ဘဝများကို ကုညီဖန်တီးပေးကြပါစို့ဟုတိုက်တွန်းရင်းဖြင့်အစီအစဉ်ကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရရှင်။